ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များမီလီယံနဲ့ချီတန်နေပေါ့နော်။အော်အစော drone တွေဘယ်တော့လောက်သုံးလဲကိုမအောင်နဲ့။ဟွန်းစိတ်ဝင်စားစရာစကားမိကုံးကမေးလာပါပြီ။ဒီမိကုံးကအရင်ကစိတ်ဝင်စရာစားစရာကောင်းတယ်မိကုံးမ။မဟုတ်ပါနဲ့အဲစစ်သေးကြတဲ့ပုံတွေတိတ်မကြခင်အဲအခုပေါ့နော်ဘယ်တော့သုံးမလဲဆိုလို့ရှိရင်သူလိုအပ်တဲ့အချိန်မှာသုံးပါလိမ့်မယ်။ လိုအပ်တဲ့အခုချိန်မှာမလိုအပ်သေးပါဘူးเนาะမလိုအပ်သေးလို့ပြောရမှာရေခဲမှာဟုတ်တယ်ညောင်ကျိုးရေခဲပါဘမောအခုချိန်မှာရေခဲပါเนาะရေခဲဆိုတာပုံမှန်ပဲပုံအနေနဲ့ကြားနေနေဆိုတဲ့ပုံစံလေးပေါ့เนาะပြန်ဖြစ်သွားပါပြီတပုံအနေနဲ့နောက်ပြန်ဆုတ်သွားပါပဲအဲ့အခုကြားပြည်နေအချိန်နေကြားအချိန်နေလဲကောင်းတယ်เนาะကြားမှာသူအားလုံးသိရဲ့เนาะမိုးပြေမိုးပြေမြို့မိုးပြေမြို့ကရှမ်းတောင်နဲ့ ရှမ်းတောင်နဲ့ပေါ့ပေါ့ဟောမဆိုရှင်ကြားပြည်နဲ့မြောက်ပိုင်းနဲ့အဆက်မှာရှိတာဟိုမိုးပြဲမြို့ပါသိလားအဲ့ဒီမိုးပြဲမြို့မှာတက်ကထိုးစစ်ဆင်နေတယ်နော်တက်ကထိုးစစ်ဆင်နေတယ်ထိုးစစ်ဆင်တဲ့တက်ရဲ့ထိုးစစ်ကိုဘလောက်ကြာကြာတောင်းခံနိုင်မလဲဆိုတာပဲရှိပါတယ်အဲ့တော့အဲမိုးပြဲမသိမကြခင်မှာနော်ကျွန်တော်တို့ဒီတက်မလို့ကပြန်သိမ်းသွားပြီဟေ့ဆိုလို့ရှိရင်အန်ဩစရာမဟုတ်ဘူးဆိုတော့သိစေချင်တယ်နော် မိုးပြဲမှာအခုအလုံးကြီးအလုံးလေးအလုံးငယ်နဲ့ကိုစော်နေတာပါနော်မြို့ဆောင်ဒီမြို့ဆောင်တက်ကအဲ့ဒီမှာခမာယာရှိတယ်အခမာယာနေရလက်နက်ကြီးတွေနဲ့လက်နက်ကြီးနဲ့ပြန်ပြီးတော့ပြစ်နေတယ်လို့လေရင်နဲ့ကျဲပါတယ်စေတကြသဘုံတွေအနေနဲ့ကလည်းဂျွာတွေမြို့တွေမှာခိုးအောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရှိတဲ့အရက်ကိုမိုးပြဲမှာစော်နေတယ်အဲ့တော့မိုးပြဲလေမိုးပြဲကတော့ဘယ်တော့ရမလဲဆိုတာပဲမေးရမှာပါစေတကြတွေဘယ်ခေါမဆိုတော့ကရားသဘုံတွေအနေနဲ့ KNDF တို့နော် KNA တို့ PDF တို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာပဲမေးရမှာပါတိတ်မကြခင်ပြန်ရမှာပါနော် loyal လို့ပဲဖြစ်သွားမှာပါ loyal ကလည်းအခုဆို loyal ဆိုလို့ရှိရင်သူတို့အာပါလားတစ်လေးလုံးစစ်စင်ရေးလာနော်တစ်လေးလုံးစစ်စင်ရေးဆိုပြီး loyal မျိုးကိုဝင်စည်းခဲ့တယ်ဝင်စည်းခဲ့ပြီးတတော်ရတော့မလို့ဖြစ်သွားတယ်ဒါပေမဲ့စစ်တပ်စစ်တီတွေရဲ့ကြံ့ကြံ့ခံရွေးချယ်ချက်ခုခံမှုကြောင့် loyal ကနေပြန်ဆုတ်သွားရတယ်လိုက်ကောမျိုးဟာတက်မတော်ရဲ့အိတ်ကက်ထဲကိုပြန်ရောက်သွားတယ် ိတ်ကတည်းပြန်ရောက်သွားပြီဒါတော့မှသူတို့ကဟိုခိုးကြောင်ခိုးဝဲနဲ့တခါတည်းမှာလာလာပြီးလိုက်ကောမျိုးပြဿနာရှာနေတာရှိတယ်နော်လိုက်ကောကြားပြီနဲ့ရှင်နေနော်အဲကြားပြီလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသွားမလဲလိုက်ကောပြီးရင်အာမိုးပြေဟောမိုးပြေမိုးပြေရဖဲခုံပေါ့ဖဲခုံကြတော့လေဖဲခုံမှာကတို့ကြည့်ရတာစကခပေါ့နော်စကခဥစားရှိမှတယ်ခုနှစ်ရှိမှတယ်နော်စကခုနှစ်တော့နောက်ထပ်ချားတက်ရင်းနေလည်းရှိတယ်နော်အဲ့တော့မိုးပြေကို စော်ဖို့ဖဲခုံကလည်းစစ်ကူတွေလာမှာဖြစ်တယ်လို့လွိုက်ကော်ကလည်းစစ်ကူတွေလာမှာဖြစ်တယ်လွိုက်ကော်မှာဒါဆာကရှိတယ်နော်အဲ့တော့မိုးပြေကဘယ်လိုရမလဲဆိုတာစောင့်ကြည့်ရမှာပါခင်ဗျာနော်စောင့်ကြည့်ရမှာဖြစ်တယ်အဲ့တော့ကရားပြည်နယ်မှာမာဝီတို့ဘာလို့အတန်တွေဘာလို့ပျောက်လဲမာဝီရအစားတော့တထောင်ထောင်နဲ့နိုင်တာနော်မာဝီလေဟုတ်ပါလားကရားစစ်ဦးကြီးစီချုပ်အသားညဉ့်ညဉ့်နဲ့သူ့ကိုသူ့ပုံစံကြည့်ရပြီနော်အဲ့တော့မာဝီတောင်ခုကအတန်းတော့မထွက်ရဘူးဖြစ်နေပျောက်နေဘယ်နာပဲလို့ရောက်နေတာမသိတော့ဘူးနော် အဲ့တော့ဆိုလိုချင်တယ်အဲ့ဒီမိုးပြဲကိုတော့ပြင်းပါပါမိုးပြဲကကျွန်တော်တို့ကြည့်တာလေဒီနေပြည်တော်နဲ့တိတ်မလန်အောင်နေပြည်တော်ချင်းချောင်းနိုင်တယ်ခရီးပြည်နယ်ကနေပြည်တော်ချင်းချောင်းနိုင်တဲ့အစီအစဉ်ရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီခရီးပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်တက်မတော်ကအမှန်ကန်စပယ်ရှယ်ကြွေးပါလေခင်ဗျာနော်အေအေကိုကြောက်နေရလားကိုတဲ့အေအေကကြောက်စရာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာတန်တဲ့ကိုင်းသဘုံနဲ့အများကြီးရှိပါတယ်အေအေကလည်းကြောက်စရာမဟုတ်ပါဘူးနော် အဲတက်မလို့အတွက်ကကြောက်စရာဆိုတဲ့သဘောကမရှိပါဘူးဒါပေမဲ့တက်မလို့စစ်ဦးစီးချုပ်ကြီးပေါ့နော်စစ်တင်လာပြီးစုပ်ကြီးကမပြတ်သားတာပဲရှိတယ်အားကြောင့်လို့ပါနော်အဲ့တော့ကြားပြည်နယ်လည်းသိမ့်မကြခင်အိတ်ကတ်ထဲပြန်ရောက်ဖို့ရှိတယ်။နော်အားလေးမှတ်ထားရပါကြားပြည်နယ်သိမ့်မကြခင်အိတ်ကတ်ထဲပြန်ရောက်မှာပါ။အဲ့တော့ဒါကြားအချင်းနေနော်တက်တွေအားလုံးလည်းအခိုင်အမာရှိပါတယ်နော်။လိုက်ကောင်မှာတားဆာကရှိတယ်ဖဲကောင်မှာ ဖဲကုံမာဘယ်လိုခေါ်မလဲဆိုတော့စကားခါရှိမယ်ထင်တယ်ဟုတ်တယ်စကားခါရှိတယ်အဲ့ဒီကနေတော့တက်တဲ့အာလုံးနော်အလုံးကြီးနဲ့မိုးပြဲကိုထိုးစစ်စင်မယ်မိုးပြဲမိုးပြဲကလည်းအခုကကိုယ့်အိတ်ကတည်းကရောက်ဖို့အသိမကြတော့တဲ့အချိန်တွေမှာရှိတယ်အဲ့ဒီမှာကနောက်တစ်ခုကအဲ့ဒီအထက်ကိုဆက်သွားမယ်ဟေးဆိုရင်ပေါ့နော်မိုးပြဲအထက်ကိုဆက်ဝင်မယ်စီဆိုင်စီဆိုင်ဆိုတာလည်းပအုပ်ပြည်သူစစ်ပအုပ်ပြည်သူစစ်နဲ့တက်မတော်နဲ့တဲ့နေတဲ့ကာလာပတ်လုံးနော်တတရရရှိနေတဲ့ကာလာပတ်လုံးခင်ဗျားတို့ရှမ်းတောင်ကိုပြဿနာရှာလို့မရပါဘူးရှမ်းတောင်ကအေးဆေးဖြစ်နေပါပြီနော် စ်တုံညာနှစ်ခွန်တတိယလိုင်းဖြစ်လာနိုင်ပါသလားတဲ့ဖြစ်လာနိုင်မဲ့အလားလာတွေမြင်နေရပါတယ်อืม no မဖြစ်နိုင်ဘူးစ်တုံညာနှစ်ခွန်တတိယလိုင်းလုံးဝမဖြစ်နိုင်ဘူးလို့ပဲပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုရှင် DNLA ကတက်မလို့စခန်းတွေတိုက်တဲ့အခါမှာဟေးကောင်တွေတက်ဆိုတဲ့ချိန်မှာအားလုံးနားလည်နိုင်သောဗမာစကားကိုပြောပါတယ်။ဟေးကောင်တွေဆုပ်ဆိုရှင်သူတအံ့ဘာသာစကားနဲ့ပြောရင်သူတို့ကဆုပ်သွားပြီ။အခုပုံမှန်လည်းပြောဟရင် DNLA ကဆုပ်နေပြီ။နော်ဆုံနေတာတွေ့ရတယ် အဲ့တော့နောင်ချူအထိတက်ကပြန်ပြီးတော့စီးပိုးကိုစူးစမ်းနေပြီเนาะနောင်ချူကတိတ်မကြခင်ရမယ်လို့မျှော်လင့်ရတယ်အဲ့တော့တီအန်အယ်လေးက80တိုးရင်တရုတ်ရဲ့ဖီအောက်ရင်ဆိုင်ရမှာဖြစ်တယ်အဲ့တော့တီအန်အယ်လေးအနေနဲ့အနောက်ကိုလုံးဝစုပ်နေပါမယ်အဲ့တော့တစ်တုံညာနှစ်ခွန်မှာတီအန်အယ်လေးမပိုင်တစ်တုံညာနှစ်ခွန်မှာဟုတ်ဘူးလေเนาะအဲနောက်ထပ်ကိုကတ်ကိုကတ်ကလည်းအခုစုပ်နေပါပြီเนาะစုပ်နေတယ်လာရှုကို ပြန်ဆုတ်နေတယ်လို့တော့အတန်ကြားရတယ်နော်အဲ့မှာ PDF ဒီလောက်ကျန်တာလို့ကြားသိရတယ်အဲ့တော့စောင့်ကြည့်ရပါမလို့နော်ဖြစ်လာဖို့တော့မရှိပါဘူးအေအေအနေနဲ့ကတော့သူကစစ်ဦးတွေချုံနေရတာအများကြီးပဲရှိတယ်အဲ့တော့အေအေနဲ့ပတ်သက်လာလို့ရှိရင်တက်မလို့လူကြီးမင်းတွေ깟တွေပုံတွေလုံးဝအားမရဘူးနော်လုံးဝအားမရတဲ့အပြင်ကိုမယိုးသားဘူးလို့ပြောရမှာပါဗျာနော်မယိုးသားဘူးလို့ပြောရမယ်ဒီခိုင်းစစ်မျက်နှာဘက်မှာတဲ့နော်မြန်မာစစ်တပ်ကရခိုင်မျိုးအရာရှိတွေနေရာပေးလို့ အတွင်းအာနေပြီးစကန်းနေပြူရတာ။အင်းအဲ့ဒါကလည်းပြီးစောခံရရှိမှန်နေတယ်ဗျ။တခိုင်ပြူရစကန်းနေတော်တော်များကြာသွားတာကသူတို့တိုက်လို့တော်လို့ကြာတာတဲ့ဆာလို့ရှိရင်ဖယဲသီးကြောင့်ကြာတာပုံများပါလား။နာခကစကန်းနေကြာသွားတယ်သူစကန်းနေတိုက်ဆံမှုပဲကြာသွားတာ။တိုက်ဆံမှုပဲကြာသွားတဲ့စကန်းနေအများကြီးရှိတယ်။အဲ့တော့အခုစစ်တုံးမန်းနေပါစစ်တုံးမန်းနေဖမ်းထားတယ်။စစ်တုံးမန်းနေဆိုရှင်သူတို့လူမျိုးဆိုရင်လှုပ်ပေးပါလား။ အဲဒီဗမာဆိုလို့ရှိရင်လူမျိုးရဲ့အရန်ကိုအစွန်ရောက်တဲ့လူမျိုးတွေမှာအဲ့ဒီရခိုင်သဘောကအရန်ဆိုးပါတယ်အဲ့တော့အခုစစ်သုံးမန်းတွေထဲမှာအမျိုးသမီးတွေချို့ဆိုရှင်တဲ့မင်းချင်းခံရတဲ့သူတွေရှိတယ်တဲ့နော်ဖိုက်ကြီးတွေနဲ့နိုင်ချင်းခံရတဲ့သူတွေရှိတယ်ဆိုတော့ဒီနေပြည်ကံနော်အချင်းတွေကကျွန်တော်စီကိုတနေ့အများကြီးပို့လာပါတယ်နော်အဲ့တော့အဲ့တော့မောင်မင်းကြီးသားမောင်မင်းအွန်လိုင်းပြောရမှာဗျာဦးမင်းအွန်လိုင်းအနေနဲ့ကဘာတော့မှလဲပြောအဲ့လိုပဲမေးရတော့မှာပါ ဟုတ်တယ်အေးအေးရှေ့တိုးလာတယ်တိုးပါစေအေးအေးရှေ့တိုးခြင်းကသူတို့တော့လည်းသူတို့ကတိုးရသေးတာဗျာဆက်တိုးပေးစေပေါ့ဟုတ်လားအတက်ကလည်းပြည့်ရသသား5ပဲလို့တာပေါ့နော်လူငယ်တွေအတိုင်းပြည့်ရအနာကပ်ပါတဲ့ဒါကြောင့်လူငယ်တွေများများလူငယ်တွေများများတည်ဖို့လို့တော်တော်တော်ဖြေသည်မဟုတ်ပါဘူးတဲ့အသားတွေကလောက်ထွက်တယ်ပါတဲ့อืมအသားတွေကလောက်ထွက်တယ်ဆိုတာဒါလည်းမှန်တာပဲဗျာနော် ရခိုင်တိုင်းကတော့မဟုတ်ဘူးတိတိမမအများစုတော့မဟုတ်ပါဗျာနော်ဟို100ရာခိုင်နှုန်းလောက်ဖြစ်ဖြစ်900ခိုင်နှုန်းလောက်ဖြစ်ဖြစ်ကတော့အဲကျွန်တော်တို့ဒီဘက်ပြည်တော်စုကိုချစ်တဲ့နော်လူမျိုးပါတာမခွဲခြားတဲ့သူတွေအများကြီးရှိပါတယ်သူကတော့လည်းပဲတော်တော်များများကတော့ဒီရခိုင်နဲ့ရခိုင်မတူဘူးလို့ပြောကြနေတာဗျာရခိုင်ရှင်များပါအေးအေးကိုရဲနော်ဒီကာကွယ်ဦးစီးချုပ်ကမယိုးသားခြင်းဒီရခိုင်ဒီသူ့အမျိုးတွေဖြစ်လို့ဖြစ်မှာပေါ့ဆိုတော့အေးအဲ့လိုပဲပြောရမှာပါ မယိုးသားပါဘူးနော်လုံးဝမယိုးသားဘူးတိုက်တာခိုက်တာလုံးဝသုံးမကြဘူးလုံးဝသုံးမကြဘူးမကြသင့်မင်းနဲ့ကြားခဲ့ရတာဒီပဲဆိုတော့သိစေချင်တယ်နော်အခုချိန်ထိလည်းဘာလို့ဘာမှလောက်တာမရှိဘူးရခိုင်ကိုသူတို့ကလွတ်ထားပြီလားအေအေကိုလွတ်ထားပြီလားနော်အေအေကိုလွတ်ထားပဲအေအေကအခုဆိုရောက်တက်လာပြီရောက်တက်လာပြီတော့အခုဆိုရင်ကပ္ပစားတွေကို ဟိုဘယ်လိုခေါ်မလဲဆိုရှင်အမေကျော်တွေ့တော့လမ်းပြီးတော့ဟာလာမကြံသေးမကြံစီရကြံစီနေလို့ထင်တယ်ဟဲ့လားဘယ်လောက်ထိစစ်ပွဲတွေကြာနိုင်မလဲဟာတိတ်ကောင်းတဲ့မိကုံးပါဗျာမနေ့ကလည်းကျွန်တော်ဒီစစ်ပွဲနဲ့ဒီမိကုံးနဲ့ပတ်သက်ပြီးတော့နော်ဂျာနဲ့ပတ်သက်ပြီးဆိုတော့တရားဖြေပါမယ်အဲ့တော့ကိုပေါင်ခတ်မှန်းတာမှန်တယ်တဲ့အဲတခြားနေရာတွေအေးရအောင်ပြတိုက်နေတာသူရဲ့တာဂက်ကကာပါစာပဲဒါမှန်တယ်ဘာကြောင့်လဲဆိုတော့လေ ျွန်တော်စစ်တွေကိုတိုက်တဲ့ပုံစံနဲ့ကျွန်တော်ကြည့်လိုက်ပါသေးတယ်စစ်တွေကိုတိုက်တာသူတို့အင်အားလုံးရင်းမရှိပါဘူးအဲဘယ်ခေါ်မလဲကျူးတို့ကျဲတဲ့နဲ့အယောင်ပြတိုက်နေတာပါအသေးခံပြီးတိုက်နေတာဖြစ်တယ်နော်ကြည့်လိုက်လို့ရှိရင်၄50ရောက်လောက်နဲ့၄50ရောက်နဲ့စစ်တပ်ကိုကြောက်ဖြူအလုံများရုံတော့တိုက်နေတာဖြစ်တယ်နော်လက်နက်ကြီးလေးနဲ့လှမ်းပစ်မယ်ပြီးရင်ခိုးဆောင်ခိုးဝက်နေမယ်အဲဒီလောက်နဲ့ပဲဒါကျွန်တော်ဒီကြောက်ဖြူတိုက်တဲ့ပုံစံကျွန်တော်တွေ့တယ်အဲ့တော့စစ်တွေကိုလည်းဒီပုံစံပါပဲအဲ့တော့အဓိကသူတို့တိုက်နေတာက အဲကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲဆိုတော့တောင်ဘက်ဖြစ်တဲ့တောင်ကုတ်ပေါ့တောင်ကုတ်ရဲ့ဒီဘက်ကျော်လာလို့ရှိရင်တို့အဲတို့မကြီးစင်တို့ဘောမီတို့နော်အရွှေတောင်ရံတို့အဲ့ဘက်ချမ်းနေရှိတယ်အဲ့ဘက်ချမ်းကိုလည်းသူတို့တိုက်တဲ့ပုံစံကြည့်ရတာကတော့ကြောင်ပြပါပဲဒါပေမဲ့အလုံးရင်းနဲ့တည်တည်ချာချာကိုအာယုံဆိုင်ပြီးတိုက်နေတာကဒီတို့ပဲခူးတိုင်းနော်ညောင်ချိုကြောက်အုတ်ရှိပင်ကိုအရတိုက်ပါပါအုတ်ရှိပင်ကိုအရတိုက်လိုက်ခြင်းအဖြစ်သူတို့ရဲ့အာဒခံဒွင်းဆိုတာကလည်းစစ်တပ်မရှိမှရမှာ နော်စစ်တပ်မရှိမှရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်ကိုသူတို့ကရတိုက်မှာဖြစ်ပြုတ်တိုက်ရမှာဖြစ်တယ်စစ်တပ်ပြုတ်ဖို့ကလည်းစစ်လက်နက်တွေပောက်ခွာရနော်ဒီစစ်လက်နက်တွေပောက်ခွာကပ္ပစာကြီးရှိနေတဲ့မြတ်ကာလာပတ်လုံးပြစ်နေခတ်နေတာဘာကြောင့်စစ်တပ်ကလက်နက်ကိုအားကိုးတာများတယ်လေလူဝင်အားကိုးတာနည်းတယ်အဲ့တော့ဒီလက်နက်တွေဖောဖောတီတီရပြီဖောဖောတီတီပြစ်နေရင်အဲသူတို့တော့တော်ခက်ခဲစီမယ်အဲ့တော့ဒီကပ္ပစာစစ်ရုံတွေသူတို့အရတိုက်တယ်အရတိုက်မှုအတွက်ဒီလမ်းကြောကိုအဲသူတို့ဘလောက်ထိတောင်လဲဆိုလို့ရှိရင်နော် သူတို့ရဲ့ထောက်ပို့လမ်းကြောင်းမှာအသေးဖွင့်ထားတာပါတောင်ကုတ်ကနေပြီးတော့ဒီတို့တောင်ကုတ်ကနေပြီးတော့တို့အောက်ရှစ်ပင်ကြီးပေါ့အောက်ရှစ်ပင်ကြီးညောင်ကြိုကြီးကလမ်းကိုသူတို့စောင့်နေပါတယ်စက်ကြီးနှစ်စီးနေပေါ့နော်စက်ကြီးနှစ်စီးနေချွတ်နေရတယ်သူတေချာစောင့်နေရတွေ့ရနော်အဲ့နေရာအလုံးသူတို့သူတို့ကားသွားလို့ရတဲ့လမ်းတွေရှိရကားမသွားလို့ရအဲ့ကားသွားလို့ရတဲ့လမ်းတွေဆိုထားပြီးကားမကားသွားလို့ရကျင်းနေနေရအလုံးဆက်နေလမ်းတွေပြန်ဖောက်နေအဲ့နေရာအလုံးကမိုင်းနိုင်အတိကျနဲ့ဘယ်နေရာဘယ်နေရာဆိုတာ စောက်လို့ရေးမှရှိထားပြီးသားဖြစ်တယ်ဒါပေမဲ့လည်းမောင်မင်းကြီးသားတို့ကဘာလို့ဘာမှအလုပ်မလုပ်တဲ့အတွက်ကြောင့်မဟုတ်လို့အခုထောက်ဖို့လမ်းကြောင်းနဲ့အလောင်းပွင့်နေတယ်လမ်းကြောင်းကြီးကအခုတော့ဖြူးနေပြီဖြူးတဲ့ခါကျတော့ဒီကနေစစ်ကူပို့မယ်ဒီကနေရိတ်ခါပို့မယ်လေဒီလမ်းကြောင်းကိုသွားမယ်အဲ့ဒီတောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှိပင်ထီရာနော်ဒီလမ်းတစ်ကြောလုံးမှာကရွာတွေရှိတယ်ဒီရွာတွေအားလုံးကလည်းချင်းနဲ့တခိုင်လူမျိုးတွေအများစုနေထိုင်တဲ့နေရာဖြစ်တယ်အဲ့တော့ဒီရွာတွေအားလုံးကရွာသားတွေလည်းပါတယ်ဒီရွာသားတွေကလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင် နေမြေကျွမ်းကျင်မှုတွေလည်းပါတယ်အဲ့ဒါကြောင့်မို့လို့အခုဒီတကြောလုံးမှာရှိတဲ့စခန်းတွေတော်တော်များကျသွားလဲဆိုတာကဘာလို့ကြောင့်မဟုတ်ဘူးအဲ့ဒီအထက်ရာရှိလူကြီးမင်းတွေရမပြတ်သားမှုနော်အေအေကလည်းဒီကြောကိုတိုက်တာကဘယ်လောက်ထိရဆိုလို့ရှိရင်ပကံကွဲရနောက်မှာပကံကွဲချောင်းဆိုတာဒီအဲ့ချောင်းကလည်းတကြိုးနဲ့ဆက်သွားမယ်ဆိုရင်မိုးထီထီရောက်တယ်ပေါ့နော်အဲမိုးထီအဲ့တော့မိုးထီဆိုတာနေချောင်းဆောင်စခန်းပေါ့ဆိုချင်တာကရခိုင်ပြည်နယ်နဲ့ဒီပဲခူးတိုင်းဆောင် စခန်းပုံစံမျိုးရှိတယ်အဲ့ဒီကြောလုံးမှာလည်း AA တွေတပုံကြီးပါပဲเนาะ AA ကအင်အားမရှိဘူးဆိုအဲ့ညမှာ1500လောက်အနေဆုံးဝင်တိုက်နေတာပါအဲ့တော့1500လောက်အနေဆုံးတိုက်နေတယ်စစ်တပ်ကသွားခုခံတာကအဲသူတပုံက1500ဆိုလို့ရှိရင်စစ်တပ်ကသွားခုခံတာကတပုံရဲ့3စ3စလောက်နဲ့သွားခုခံတာအဲ့ဒီတော့ကြောင့်မို့လို့အဲရုံးကန်နေရတာအဲ့လည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ရုံးကန်နေရတာဖြစ်တယ်ဒါအောင်ပြတိုက်နေတာဖြစ်တယ်ဒီနေရာကြီးကြာသွားပြီဟဲ့ဆိုလို့ရှိရင်တော့ ဒီကမ္ဘာဆက်ဆက်ရုံကြာသွားပြီဟဲ့ဆိုရင်အစစ်တပ်ပြို့ဖို့ဟာအဲဘလိုခေါ်မလဲတွန်းအားပေးတဲ့ဘလိုခေါ်မလဲဆိုရင်နော်လောင်စာတစ်ခုဖြတ်သွားပြီစစ်တပ်ပြို့လဲဖို့အဲ့ဒါကြောင့်မလို့ဒီလမ်းကျောကိုသူတို့အရတိုင်နေတာပါအဲ့ဒီလမ်းကျောနဲ့ပတ်သက်ပြီးတော့တေချာခရူးဆိုင်ရမယ်တိုင်းတာတွေရှိတယ်ဒီလမ်းကျောတစ်ကျောလုံးမှာအခုပြင်သူတို့ပြင်နေတဲ့လမ်းနဲ့အားလုံးမှာနည်းနည်းလေးပေါ့ကိုဘက်ကစီရီးယားလက်ဦးမှုယူရမယ်တိုင်းတာတွေရှိတယ်ဒါနံပါတ်၁ချက်နံပါတ်၂ချက်အနေနဲ့က စစ်သွေးကြောတပုံကိုခုခံတဲ့နေရာမှာစစ်မင်းသားတွေနဲ့ခုခံလို့မရအောင်စစ်သွေးကြောတပုံကိုခုခံတဲ့နေရာမှာတကယ်တိုက်ချင်ခိုက်ချင်စိတ်ရှိတော့သူရဲကောင်းတွေတကယ်ဖိုက်တာတွေနဲ့ခုခံအောင်နော်အဲ့တော့အဲ့လိုမခုခံမင်းနဲ့ဟိုကနင်းနေဒီကနင်းနေကပ္ပဆာနဲ့ပေါင်းပြီးသွားခုခံမဲ့ခါကြတော့ခွဲ့တဲ့ခါကြတော့ကပ္ပဆာဆိုတဲ့အုပ်စုတွေကလည်းအကုန်လုံးတော့မဆိုးလို့ဘူးပေါ့နော်ဟိုရှိတယ်ပေါ့တော်တော်များများရှိတယ်ပေါ့နော်တနတ်တန်ကြားရင်နှာခေါင်းမြည်ကြီးတူးရတူတာလည်းရှိတာဟုတ်အဲ့ဒီတော့ကြောင့်မလို့ ဲ့တော့ကဘာစားရည်အနေနဲ့ကလေဟိုသူများအနေတော့မခံနဲ့ကွာစစ်သားယောက်ျားပါစစ်သားကွာနော်သူများအနေတော့မခံနဲ့ကွာနော်အဲ့တော့ကဘာစားရည်ပြောခြင်းတယ်အခုကဘာစားရည်အချိန်တန်းသွားအချိန်တန်းနေပြီးတော့အော်ပြန်ပြေးနေရရှိတယ်နော်ချောင်းအဲ့မှာချောင်းထဲကနေပြေးတာမတနက်ပါထားပြီးပြေးတာနော်အဲ့လိုပြေးတဲ့ကောင်တွေကလည်းရှိသေးတယ်စစ်သေးဝင်လာတာယောက်ျားဖြူတိတ်ခါတော့အကြမခံနဲ့ကွာနော်လူဘဝနှခါမသေးရဘူးဒီကောင်များနော် ဲ့တော့ထွန်းမြတ်နိုင်ရဲ့ညီမချင်းနဲ့ရခိုင်လူမျိုးတုံးမလားကိုမောင်ဟာရခိုင်လူမျိုးတုံးတော့ထွန်းမြတ်နိုင်ရဲ့အခုပေါ့နော်စီရေးညီမချင်းကသူအောင်မြင်မှမအောင်မြင်မှတော့မသိချဘူးသူပေါ့တော့ညာလဲပဲရခိုင်ပြည်နယ်မှာအုတ်ချုပ်ရေးရန်ရဘာမှမဖော်ဆောင်နိုင်ဘူးရခိုင်ပြည်နယ်မှာလူမှုစီးပွားရေးဘာမှမြင့်တက်လာအောင်မလုပ်ဖင်းနိုင်ဘူးရခိုင်ပြည်နယ်မှာအဆအဆအရရဆုတ်ယုတ်ပြီးတော့အဒေါင်းစား၁၀ယောက်မှာ၈ယောက်ကရခိုင်လူမျိုးတွေဖြစ်နေပြီထမင်းတလုံးအတွက် ဘဝအပြတ်ခံနေရတဲ့သူတွေလည်းရှိနေပြီအဲ့တော့နောက်ထပ်နှစ်နှစ်လောက်ဒီစစ်ပွဲထက်ကြမယ်ဟေ့ဆိုလို့ရှိရင်တော့ရခိုင်လူမျိုးတွေကိုပြန်လဲထူထောင်ရမှာပေါ့နော်အခုတော့မှရခိုင်လူမျိုးတွေတော်များများကဟိုရခိုင်ပြည်နယ်ထဲမှာရှိတဲ့အဲပြည်နယ်ထဲမှာရှိတဲ့လူမျိုးရေးအစွန်းရောက်မှုနဲ့ဒီဒီအစွန်းရောက်မှုကဘလို့မှကယ်တင်လို့မရအောင်ဗမာပြည်မှာနေနေတော့ရခိုင်မကောင်းဘူးရန်ကုန်မြို့မှာနေတဲ့ရခိုင်တွေလောက်ပဲအသိဉာဏ်ဉာဏ်ပညာပွင့်လင်းတာရှိတယ်နိုင်ငံခြားမှာနေတဲ့ရခိုင်တွေတော့မှပဲအဲ့လောက်ထိဟိုဘလို့ခေါ်မှဆိုရှင် အသိဉာဏ်ရှိတာအသိဉာဏ်ရှိတာမဟုတ်ဘူးနော်အဲ့တော့အသိဉာဏ်နေတဲ့ခါကျတော့ထုံးမြနိုင်လို့ကောင်းကောင်းအသုံးချလို့ရလူမျိုးရေးဆိုတဲ့တဲချေကြိုက်စကားလေးကိုပြောလိုက်တာနဲ့ free free စသားအလကားရနော်အဲ့တော့ဟိုတိုက်နေတဲ့ကောင်တွေအကုန်လုံးကဘာတရားတစ်ချက်မှရတာမဟုတ်ဘူးဘူးရစ်စေးချစေးတောက်ပြီးတော့ဒီဟာလေးပဲရှိတယ်အဲ့တော့ဒီလူမျိုးက free ရအောင်နော်စသား free အောင်လုပ်တဲ့နေရာတဲချေကြိုက်စကားလေးရှိပါတယ် အမျိုးဘာသာသာသနာတို့နော်အဲ့လိုမျိုးပေါ့လူမျိုးရေးမိုင်းတိုင်းမှုလေးတွေဒါလေးတွေလုတ်ပေးလိုက်မယ်ဟိစင်တော့အဲ့လိုဖြစ်တယ်နော်အဲ့တော့တို့မြန်မာပြည်စစ်သားတွေကြတော့တို့က professional ကြတယ်အဲ့နောက်တစ်ခုက နိုင်ငံတော်နဲ့ပြည်သူနော်နိုင်ငံတော်ကာကွယ်မှုဆိုနိုင်ငံတော်ချစ်တဲ့စိတ်မှန်တရားကိုသိတဲ့စိတ်နဲ့နိုင်ငံဒီစစ်သားဆိုတာဖြစ်တယ်ဒီ AA တို့ဘာလို့စစ်သားဖြစ်တယ်ဆိုတာကနော် AA ကရခိုင်နေစစ်သားဖြစ်တယ်ဆိုတာကတို့ကလူမျိုးရေးမိုင်းတိုက်ထားမှုပေါ့နော်အဲ့ဒီလူမျိုးရေးဝါဒကြောင့် ရိယာနာဖြစ်တယ်အဲ့တော့ဒီဝါဒနဲ့စခဲ့ရင်တော့သတိထားပါဘယ်တော့မှငញ្ញံယူရောက်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့လူမျိုးဆွဲလူမျိုးကြီးဝါဒအញ្ញံကိုကြီးစိုးသွားပါပြီနော်။အဲ့တော့ passive ဝါဒဟာမကြရင်ကြာဆုံးတော့လူမျိုးကြီးဝါဒမကြရင်ကြာဆုံးပါဘူး။